ကဲအေဂျင်လာတဲ့မင်္ဂလာနနေခင်းလေးပါခင်ဗျာကဲမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးအေဂျင်တာယာလာတဲ့မနေ့ခင်းလေးရနေပြီးတော့ကြိုဆိုလိုက်ပါတယ်အားလုံးစီးပွားရေးတွေကောင်းကြပါစေအန္တရာယ်တွေကင်းကြပါစေကျွန်တော်လုပ်ငန်းသူမိတ်ဆွေတွေတငယ်ချင်းတွေအားလုံးစီးပွားရေးတွေကောင်းကြပါစေအန္တရာယ်တွေကင်းကြပါစေဘေးတွေရှင်းကြပါစေလို့ဆုမွန်ကောင်းလိုက်ပါတယ်ခင်ဗျာကျွန်တော်ကတော့ကားချစ်သူမိဘပြည်သူများအားလုံးအတွက် ကားနဲ့ပတ်သက်တဲ့ဘူသူဒအစီအစဉ်လေးတွေတင်ဆက်ပေးတယ်မိမိဘွာတွေကရတဲ့သင်ခန်းစာလေးတွေကိုတင်ဆက်ပေးနေတဲ့ကိုမိုးကနုပညာပဲဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ရောက်ရှိနေတဲ့နေရာလေးကတော့ကိုမိုးကနုပညာရဲ့ showroom အမှတ်3ဒီထဲမှာတော့ကျွန်တော်တို့စင်ရချောက်ပြီးသားကားလေးတွေကိုအခုရက်ပိုင်းမှာရောင်းချထားတဲ့စင်ရချထားတဲ့ကားလေးတွေကိုတီးတန့်ထားရှိတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာအားကြောင့်မလို့ကျွန်တော်တို့ဒီကားလေးတွေကိုတစ်ချက်လောက်လိုက်ကြည့်ပြပါအောင်နော် အဲကျွန်တော်တို့ဒီမှာတော့မနေ့ကစီရင်ချသွားတယ်ကျွန်တော်တို့ Toyota Kluga လေးရှိမယ်ပြီးသွားရင်ဟိုမှာ Toyota Avanza လေးရှိမယ်ဟိုဘက်ရဲ့ဘိုင်းကပြီးသွားရင် Toyota Hue ရှိမယ် Toyota Vios ရုပ်ပြောင်းလေးရှိမယ် Toyota Vios ရုပ်ဟောင်းလေးတွေရှိမယ်2016စခွန်ကားလေးရှိပြီးတော့ GAC GS4 ကားလေးတွေเนาะမနေ့ကပဲကျွန်တော်တို့စီရင်ချသွားတဲ့ကားလေးဖြစ်ပြီးတော့မနေ့ကကျွန်တော်တို့စီရင်ချဝယ်ယူသွားတဲ့ EV ကားလေးတွေလည်းရှိပါ EV ကားတော့ဟိုဘက်တိသက် ရှိုးရုံးအမှတ်၄မှာထားတာဖြစ်ပါတယ်။ဒါကြောင့်အခုရက်ပိုင်းမှာငွေစင်ဝယ်ယူတဲ့သူတွေများပြားတယ်ကျွန်တော်စီမှာလာဝယ်ယူတဲ့သူတွေကငွေစင်ဝယ်ယူတဲ့သူများပြားတယ်နော်။နေရနေပြီးတော့လာဝယ်ယူတဲ့ရန်ကုန်မြို့အနီးတစ်ဝိုက်ကနေပြီးတော့မြို့နယ်တွေကလာဝယ်ယူတဲ့အတွက်ကျေးဇူးတင်လေးစားပါတယ်လို့ပြောပြရသည်ခင်ဗျာ။ဒါကတော့ကျွန်တော်တို့ကားလေးတွေကိုဆင်ရန်ချထားတဲ့ကားလေးတွေရဲ့တီးတန့်ထားရှိတဲ့နေရာဖြစ်ပါတယ်။အာကားလေးတွေကိုအမိုးအောင်မှာတက်တက်ရဲနဲ့တီချာလေးထားလာပြီးတာဖြစ်ပါတော့။အဲဒီကားလေးဆိုရင်တရက်နေ့အတွင်းဝေလာချိန်မဲ့ကလူကားလေးဖြစ်ပါတယ်။ အဲကျွန်တော်ဆမာဝယ်ယူတဲ့မိတ်ဆွေတွေကအရစ်ကြဝယ်ယူတဲ့သူနည်းတယ်နော်ကားလေးတွေအရစ်ကြဝယ်ယူတဲ့လူလည်းရှိပါတယ်ဒါပေမဲ့ငွေစင်ဝယ်ယူတဲ့သူများပါတယ်ဒါကြောင့်ကျေးဇူးတင်လေးစားပါတယ်အအရစ်ကြဝယ်ယူတဲ့ဆိုရင်ဝန်ဆောင်ကတွေအတိုးနှုံးနေねကျွန်တော်တို့ပုံမူပြီးတော့ကြားသိမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အားနာပါတယ်ဒါကြောင့်မလို့ငွေစင်ဝယ်ယူတဲ့သူတွေကိုဥသာပေးပါတယ်ခင်ဗျာအားပေးပါတယ်နော်ငွေစင်ဝယ်ယူခြင်းဖြင့်အငွေကြေးလေးတွေကိုပုံမူပြီးတော့ထိမ့်သိမ့်နိုင်ပါတယ်နော်အဒီမှာတော့ကျွန်တော်တို့ အဗန်ဇာတိုးတာအဗန်ဇာဆိုလို့ရှိရင်လည်းကျွန်တော်တို့စင်ချဝါတာပြီးခဲ့တဲ့ကျွန်တော်တို့တောက်ကြစနေရစင်ချဝါတဲ့ကားလေးတွေအတရနေ့အတွင်းဝေးလာချိန်မိုက်ကားလေးတွေဖြစ်ပါတယ်အတိုးတာဝစ်လေးတွေဆိုလို့ရှိရင်လည်းစင်ချဝယ်ယူသွားတဲ့ကားလေးဖြစ်ပါတယ်ဒါငွေစင်ရောင်းချမဲ့ကားလေးတွေဖြစ်ပြီးတော့ဒီကားလေးကတော့ကျွန်တော်တို့ဒီကားလေးလည်းမင်္ဂလာတော်မျိုးကနေပြီးတော့ Vios လေးလာဝယ်ယူသွားတာဖြစ်ပါတယ်ဒီဘက်နောက်က 4P နဲ့ရုပ်ပြောင်းလေးပေါ့နော်ရုပ်ပြောင်းလေးဆိုလို့ရှိရင်ကျွန်တော်တို့စင်ချဝယ်ယူသွားတာသူကတော့ အော် BMF အရေးကြကုမ္ပဏီနဲ့ကျွန်တော်ချိတ်ဆက်ပြီးတော့ဝယ်ယူထားတာဖြစ်တဲ့အတွက်ဒီနေ့မက်ပြန်ဆိုလို့ရှိရင်သူကတော့ငွေချေခြင်းတွေစောင်းရဲမှာဖြစ်ပါတယ်။အရေးကြဝယ်ယူတဲ့ကားလေးတွေကကျွန်တော်တို့၅စီးမှာတစ်စီးလောက်သာရှိပြီးတော့၁၀စီးမှာတစ်စီးလောက်သာရှိပါတယ်။ဒါကြောင့်မလို့ငွေအခြေခြေဝယ်ယူတဲ့မိတ်ဆွေတွေကျေးဇူးတင်လေးစားပါတယ်။ကိုမိုးကားလို့မြန်မာပြည်မှာဆင်ရချငွေချေနဲ့ဝယ်ယူကြတဲ့မိတ်ဆွေတွေကျေးဇူးတင်ပါတယ်နော်။ပြီးတော့တော့ကျွန်တော်တို့ဒီဘက်မှာ GAC GS4 ကတော့မနေ့ကမှကျွန်တော်တို့ ကိုမိုးကားနုပညာကိုယုံကြည်စွာဖြင့်တောင်ကြီးမြို့ကနေဆင်ရန်ချပြီးတော့ဒါတောင်ကြီးမြို့ကိုသွားပို့มาဖြစ်ပါတယ်เนาะတောင်ကြီးမြို့ကနေလှမ်းပြီးတော့ဝယ်ယူတဲ့ကားလေးဖြစ်ပါတယ်အဲကျွန်တော်တို့ဒါကတော့ဆင်ရန်ချထားတဲ့ကားဖြစ်ပြီးတော့ကျွန်တော်တို့တောင်ကြီးရောက်တော့มาကျွန်တော်တို့ငွေချေมาဖြစ်ပါတယ်ဒါကတော့ GAC GS4 ဖြစ်ပြီးတော့ကားလေးတော်တော်ကောင်းနေအဖြူအောင်လေးလည်းဖြစ်တယ်เนาะကျူရန်လေးဒီကဒီ channel မှာတော့ကျွန်တော်တို့ဒါ channel လေးကိုလည်းမိတ်ဆက်ပေးတာဒါကတော့ကျွန်တော်တို့ showroom အမှတ်3လေးပေါ့เนาะအဲကျွန်တော်တို့ဒီမှာ background မှာဆိုရင်ကိုမိုးကားနုမြာ one stop service အနေနဲ့ကျွန်တော် bank အရေးကြတွေ microfinance အရေးကြကားအာမခံလုပ်ငန်းလုပ်ငန်းတွေပြီးတော့ရတော့ကားနဲ့ license တက်တန်းတိုး license အမိပြောင်းကားအလဲထက်ကားရောင်းကျင်တာလားကားဝယ်ကျင်တာလားကားလဲထက်လုပ်လို့ရတယ်ကားလာရောင်းလို့ရတယ်ကားလေးတွေပြန်ဝယ်လို့ရတယ်เนาะကျွန်တော်တို့ရဲ့ service လေးတွေကိုတစ်ချက်ပြောပြရင်းနဲ့ကားချစ်သူမိဘပြည်သူများကိုကျွန်တော်မိသားစုကဲ့သို့သဘောထားပါတယ်ဆိုတော့ຢာလေးတွေကိုလည်းကျွန်တော်ဒီမှာစာလေးတွေရေးပြီးထားတာเนาะကိုမိုးကားနုပညာ ကားချစ်သူမိဘပြည်သူများမိသားစုကဲ့သို့သဘောထားပြီးတည်တည်ချာချာလေးဆွေးနွေးခြင်းတွေကျွန်တော်တို့တိုင်ပင်ခြင်းတွေပြုလုပ်လို့ရတယ်ကားနဲ့ပတ်သက်ပြီးတော့အကိုကြီးဘလို့ကားလေးရတော့ရောင်းနေတယ်တခါကြရင်ကျွန်တော်တို့အာကျွန်တော်ဝယ်လို့မရတဲ့ကားလေးရှိတယ်ကျွန်တော်တို့ကအဆင့်1 2 3ဆိုပြီးသတ်မှတ်ထားတယ်အဆင့်1ကတော့ကျွန်တော်တို့ကားကောင်းနေပေါ့နော်ကားကောင်းနေကိုကျွန်တော်တို့အဆင့်1နေနဲ့သတ်မှတ်ပြီးကျွန်တော်ဝယ်ယူတယ်ကားနည်းနည်းလေးညံ့တဲ့ဟာလေးရှိတယ်အော်ကျွန်တော်တို့ ဆေးလေးတွေပါလာရှိတယ်ဗန်မာလေးတွေပြန်ပြီးဆေးလို့ရတာရှိတယ်အဲ့လိုမျိုးကျွန်တော်လက်ခံလို့ရတဲ့အနေအထားဆိုရင်ကျွန်တော်ပြန်လဲပြီးဝယ်ယူပေးတယ်ဝယ်ယူပေးတဲ့ပြင်ကိုလက်ထက်တွေပြုလုပ်ပေးတယ်ကျွန်တော်တို့နံပါတ်3အဆင့်ကတော့ကားညံ့တဲ့အဆင့်ကားအနေနဲ့နာစာတိုက်ခိုက်ရှိတာလေးတွေပြီးသွားရင်အုံနာဖို့မိတူပါတာလေးတွေပြီးသွားရင်နီနဲ့ပါတာလေးတွေဒီလိုမျိုးဟာမျိုးလေးဆိုရင်လည်းကျွန်တော်ကုညီပြီးတော့ကျွန်တော်တို့မိတ်ဆွေတွေကိုပြန်လဲပြီးရောင်းချပေးတဲ့ပုံစံမျိုးလေးတွေနဲ့ကျွန်တော်ကုညီနေပါတယ်လို့ဒါကတော့ကျွန်တော်မိဘပြည်သူတွေကိုမိသားစုကဲဆိုကျွန်တော်တို့ညွန့်ညွတ်ထွေးထွေးလေးတိုင်ပင်ခြင်းတွေဆွေးနွေးခြင်းတွေကျွန်တော်အရေးကြဆိုရင်ဘယ်လိုမျိုးကျွန်တော်တို့ စာရွက်စာတမ်းတွေ document တွေကဘယ်လိုယူတာလဲเนาะအရေးကြအတိုးနှုန်းတွေကဘယ်လိုမျိုးလဲဆိုတာကိုတိတိကျကျဆွေးနွေးခြင်းတွေတိုင်ပင်ခြင်းတွေပြုလုပ်တဲ့အပြင်ဖုန်းနံပါတ်လေးတွေလည်းတင်ထားပေးတယ်เนาะဒီဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးမေးမြန်းလို့ရသလိုကျွန်တော်တို့ကိုယ်တိုင်လည်းတိကျလေးရှင်းပြနေတယ်ကျွန်တော်တို့ဝန်ထမ်းကလေးတွေကလည်းတိကျနွေးနွေးတွေ့တွေ့ပြူပြူငါငါနဲ့အာကျိုးစုံလေးရှိပါလေလို့ပြောရင်းနဲ့ကျွန်တော်တို့ကုမိုးကားနုမညာဆိုတာရှိုးနံပါတ်1ရှိတယ်ရှိုးနံပါတ်2ကတော့ကားလေးတွေများစွာကိုကျွန်တော်ရောက်ချရနေတဲ့နေရာဖြစ်ပြီးတော့ရှိုးနံပါတ်3ကတော့ကျွန်တော်ရှိုးနံပါတ်3မှာတော့ကားလေးတွေကိုတီးတန့်ထားရှိတဲ့နေရာဖြစ်ပြီး နံပါတ်၄ကတော့ EV လေးတွေပဲတီးတန့်ထားရှိပြီးတော့ EV ကားလေးဆိုရင်သိန်း900ဝန်းကျင်လေးတွေလိုချင်တဲ့ပြီးပါပြီသူတွေရရှိသွားပါသေး600ဝန်းကျင်နဲ့မိတ်ဆွေတွေလိုချင်တဲ့မိတ်ဆွေတွေရရှိပါသေး900ဝန်းကျင်နဲ့လိုချင်တဲ့ EV ကားလေးကြပါသေးဆိုတဲ့စေတနာလေးနဲ့ကျွန်တော်တို့ပြသရောင်းချနေရဖြစ်တဲ့အတွက်မိတ်ဆွေများအားလုံးကိုနော်လာရောက်ခဲ့ဖို့ရွေးထွေးပြင်သာစွာကိုမိုကားနုပညာဖိတ်ခေါ်လိုက်ပါရစေခင်ဗျာအားလုံးအေဂျင့်ပျော်ရွှင်တဲ့နေ့ကလေးတွေကိုပိုင်ဆိုင်နိုင်ကြပြီးတော့အားလုံးအနေရီကင်းကြပါသေးဘေးတွေရှင်းကြပါသေးလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဒီနေ့ကတော့ အေဂျင့်ရဲ့တာတာရရှိတဲ့မိုးလေးရလည်းအခုရပိုင်းဟာကျနေတာဖြစ်တဲ့အတွက်တကယ်ကိုအေဂျင့်နဲ့ကျွန်တော်တို့ကမိုးရသည်ကိုအလွန်သောမှနှစ်သက်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီချိန်ဆိုလို့ရှိရင်ကျွန်တော်တို့ကចောင်းနေတက်ရတော့မယ်။နော်9လပိုင်း6လပိုင်းဆိုចောင်းနေတက်ရတော့မှဖြစ်တဲ့အတွက် fresh ဖြစ်တယ်။ခန္ဓာကိုယ်က fresh ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ចောင်းနေတက်ရတော့မယ်။တင်မှုအစ်စ်တွေကိုပြုတ်လို့ရတော့မယ်။ငငယ်လေးကကျွန်တော်တို့တဒန်းနေတဒန်းတက်ပြီးကျွန်တော်တို့ဒါကြောင့်မလို့ကျွန်တော်တို့စိတ်ကခွန်အားမနှက်ခင်းမိုးလင်းတာနဲ့စိတ်ကလန်းဆန်းကြည်လင်တဲ့ အချိန်လေးတွေကိုခံစားရတာဖြစ်တဲ့အတွက်အားလုံးလည်းမနက်ခင်းမိုးလင်းတာနဲ့တက်ကြွရှင်လန်းစွာဖြင့်ကောင်းတဲ့အရာများကိုတွေးတောပြီးတော့ဘဝမှာအကောင်းဆုံးဖြတ်သန်းကြပါစို့လို့ပြောကြရင်းနဲ့အားလုံးနောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာကိုမိုးကားနုပညာနဲ့ပြန်လည်ဆုံတွေ့ကြမှာခင်ဗျာ Yeah.